ဒီဗီဒီယိုကတော့ထိုင်းနိုင်ငံချူမိုလီ အထက်သားဆက်ယုံတယုံက ဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ဒီတရုတ်နစ်တစ်ကူမှာအလောက်က9ရက်ပိတ်ပေးပါလေအဲ့ဒီ9ရက်ပိတ်ပေးတဲ့အတော်တွင်မှာဆက်ယုံကမီးကျိုးပျောက်သွားတဲ့အတွက်ကြောင့်မြန်မာပြည်သား9ယောက်9ရက်စခန်းကိုခေါ်သွားပြီးဖမ်းလိုက်ပါလေအဲ့ဒီ9ယောက်တဲက3ယောက်ကို ပြန်လွတ်လာပြီးတော့4ယောက်ကဒီအချုပ်ခံထဲမှာပြန်ကျနေတဲ့အတွက်အဲ့ဒါကြောင့်မြန်မာပြည်သားတွေကမကြေနပ်တဲ့အတွက် အလုံမလုံတော့ပဲစန္ဒပြနေကြတာပါအဲ့ဒီဟိုပါဖြစ်နေ ေတာကိုသူတို့ CCTV မကြည့်ပဲနဲ့ဒီတိုင်းမတရားဖမ်းဆီးသွားတယ်ဆိုတော့အဲ့ဒါကြောင့်မြန်မာပြည်သားကမချေနှက်ပဲဒီလိုထိုင်ပြီးစန္ဒပြနေကြတာဖြစ်ပါတယ်ခင်ဗျစက်ယုံကမြန်မာလီပြောတာကိုလေးနားထောင်ကြည့်ပါဦးခင်ဗျသူတို့မိကျိုးတွေကိုခိုးတယ်ခိုးတယ်ဆိုပြီးတော့လုံသမား9ယောက်ကိုခေါ်သွားတယ်ပလိတ်ကိုနှမ်းဆက်ပြီးတော့ပလိတ်ကိုင်းနဲ့ခေါ်တင်သွားတယ်3ယောက်ကတော့ပြန်လွတ်လာတယ်4ယောက်ကသူတို့အမှုခွင့်လိုက်တယ်သူတို့ခိုးလာလည်းမဟုတ်ဘူး တို့မိချိုးတွေကဘမထားတို့ထားမှန်းလည်းမသိဘူးအမတော့တင်နဲ့ခတ်ထားတာစတိုခန်းနဲ့မှထည့်ထားတာတော့တင်နဲ့ခတ်ထားတာပြန်လို့ရှိရင်လည်းစစ်တယ်ဆိုင်ကဘောက်တွေကိုပြခိုင်းတယ်အိတ်တွေကိုနှံပြပြပေးတယ်လေသူတို့မိချိုးခွေကြီးကနည်းနည်းနော်နော်ခွေကြီးမှမဟုတ်တာအကြီးကြီးပဲလေမိချိုးခွေကြီးကဒီကမလေးယောက်ကမှုမှုခွင့်လိုက်ပြီးအမထောင်ထဲမှာဝင်ရပေးကြပါဦးငွေချင်းနဲ့ မင်းကလေးတယောက်ကနှလုံးရောက်ကရှိတယ်မမေ့နေတာခေါ်လို့တော့မရဘူးသူတို့ခန်းသွားတယ်ပလိတ်သားကြီးနဲ့ခေါ်တင်သွားတာအဲ့မှာခုနှစ်ယောက်ခိုးတာရှမ်းခိုးတာရှမ်းကိုပြန်လှုပ်ပေးလိုက်တယ်ဗမာလူဆွဲထည့်တယ်ဒီလောက်ပါပဲခင်ဗျာနောက်ထပ်သတင်းထူးရင်တော့ကျွန်တော်ပြန်တင်ပေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ